ယရုကရိုင်းရိုင်းပြောရရင်လမ်းဘေးကဟိုပောက်လို့ပဲစားမှာမဟုတ်တာကိုကိုလေးစားလို့အားကျလို့ထိုင်ကြော့နေတယ်ကို့အမေရွယ်ကြီးအများကြီးပဲလေကပြက်ကချော်ရင်လည်း Facebook ပေါ်မှာဗီဒီယိုတစ်ပုဒ်နဲ့တက်လာတယ်သူလည်းမဟုတ်ဘူးလေ post to post ကနေပောက်ပြီးတော့မှနာမည်ကြီးလာတဲ့လူလည်းမဟုတ်ဘူးလေကို့အလုပ်ကိုလုံးမှလူဆိုတာကို့ထမင်းကိုစားရတာဘယ်သူမှ ိုနာမည်ပြတ်ဖို့ကိုသိခါကြဖို့ကိုအလုပ်စီးပွားထိခိုက်ဖို့ဘယ်သူမှမလုပ်တယ်လို့မျိုးဘယ်သူမှအစဲခံအောင်မလုပ်ဘူးလို့ထင်ပါတယ်။ကမ္ဘာနိုင်ငံအရရက်မှာအရာရှိရာကန်တွေရောကိုအမေရွယ်တွေရောပညာတတ်တဲ့သူတွေရောကိုထက်ချမ်းသာတဲ့ဂုံဒီရှိတဲ့သူတွေလည်းကိုယ့်စီမှာကိုယ့်ကိုပညာရှင်အနေနဲ့ပတ်စံပေးပြီးအချိန်ပေးပြီးတော့သင်တန်းတက်နေကြတာလေယရုရဲ့ creation နဲ့ယရုရဲ့ idea နဲ့ယရုရဲ့ဖန်တီးမှုနဲ့တိတန့်ရှိတယ်။ဒါကြောင့်မို့လို့လေယရုက၁၀စုနှစ်ကျော်တိုင်း professional designer တယောက်နေနဲ့ရောဆရာတယောက်နေရောယနေ့ထက်တိုင်ရက်တီနေနိုင်တာအဲယခု topic ပြောစရာပြီးသွားရင်ဒီကိစ္စတွေပြီးသွားရင်လည်းမကြခင်မှာ Facebook မှာနောက်ထပ်သတင်းတစ်ခုခုထပ်ခေစားလာအောင်မထင်ပါနဲ့အဲကြရင်လည်းအခုလိုပဲပြောပြပါဦးလို့အားပေးနေပါတယ်လို့မိုးတွေရွာနေတယ်ခင်ဗျာ မိုက်တွေအထဲကိုရွှေ့ရတယ်ခင်ဗျာစပွဲတွေအထဲကိုရွှေ့ရတယ်ခင်ဗျာအပြင်မှာစားကျင်ခဲ့တာမစားခဲ့ရဘူးခင်ဗျာပွဲစီစဉ်နဲ့ event ကပန်းနေအလှဆင်ထားတဲ့ agency တွေအာဒီအစီအစဉ်တင်ဆက်တဲ့ပေါ့နော်ဒီတာဝန်ယူတဲ့ planner တွေဆိုရင်လည်းမျှော်လင့်ထားတာလောက်ချင်တာအများကြီးရှိသေးတယ်ခင်ဗျာဒါမျိုးပါပဲမမြင်ရလို့ပါအဲ့တော့အာမပြောတတ်ဘူးဘယ်လိုပြောရမလဲအားလုံးသိနေမြင်နေဆိုတာ Facebook ပေါ်ပုံတဲ့ video နဲ့ကျွန်တော်တို့ဒီမှာပွဲမှာရှိတဲ့သူတွေတင်ပြလောက်ပဲသိနေတာအတွင်းထဲအကြောင်းတွေဘယ်သူမှမသိနိုင်ဘူးအတွင်းထဲအချင်းတွေဘယ်သူမှမသိနိုင်ဘူးနော် ော်အဲ့တော့မသိနေမမြင်နေရလို့ပြောနေတာပါအဲ့တော့အပြစ်မမြင်ဘူးစိတ်လည်းမဆိုးဘူးစိတ်လည်းမဆိုးဘူးတကယ်ပြောဒီဇိုင်နာကလည်းဘာကြီးလုပ်နေရလဲဆိုတော့ကဘန်းချန်နဲ့သွားလိုက်ပါဘန်းချန်နဲ့သွားဟုတ်ကဲ့ဟုတ်ကဲ့ဘန်းချန်နဲ့သွားလိုက်တယ်တပုတ်ရိုက်ပို့ပေးပါကိုကြီးဟုတ်ကဲ့ဟုတ်ကဲ့ရိုက်ပို့ပေးလိုက်တယ်ဒါလေးပြင်ပေးပါဒါလေးဟုတ်ကဲ့ဟုတ်ကဲ့ပြင်ပေးလိုက်တယ်ဒါလေးထပ်ပြင်ပေးပါဒါလေးဟုတ်ကဲ့ဟုတ်ကဲ့ပြင်ပေးလိုက်တယ်အဲ့ဘန်းချန်ကြီးမအဲ့ဝတ်စုံရုပ်ကြီးနဲ့ရောက်သွားပါပြီခင်ဗျာအဲ့အဲ့အဲ့ဒါလေးကိုဒီလိုလေးပြင်ပေးပါအောင်အဲ့လိုကနေပြီးတော့မိတ်ကက်ဆရာစီရောက်သွား ตุ้ยเด้ฐบုံนี่ย้ายปู่ไปบ่าวบอกเด้ฮะบ่รู้เลยวุซงอ่ะย้ายปู่ไปบิหมอกไถย้ายค้านเลยซอแกย้ายปะไล่บ่าอะด่านี่อยู่ดีมาเปลี่ยนญินได้เด้เปียหอกแกเปลี่ยนไปบ่าเด้ครับเนี่ยพี่เลยพี่เอาโมดิยัวชะบ่าเด้ครับเนี่ยไอ้วุซงนี่ไก่มีถั่วปี้ยาบ่าเด้ครับเนี่ยไอ้เฉิงมาโกยต้าတော်มาตะเบ้ดิยาเล็งมาบ่าเด้ครับเนี่ยต้าอีอยุคลีโซ่เหมี่ยวไล่ซอเลยโว้ซออยุคจี้อ่ะเปี่ยวจ้าโหผิดตัวเฉิงมาตั้วบี้ လှမ်းဖမ်းလိုက်ရတယ်ခင်ဗျာပြီးတော့အထဲကိုထည့်လိုက်ရတယ်အထဲလဲထည့်လဲထည့်ပြီးတော့မရအောင်မရအောင်ဆိုပြီးလို့တော့ဒီမှာမိတ်ကပ်လာလိမ့်မှာ surprise အနေနဲ့ပြီးရင်ဒီမှာ coffee စားမှာအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုအဲ့ဝတ်စုံပြန်ယူပြီးအောက်ကိုဆင်းပြရတယ်ခင်ဗျာပြီးလဲပြီးပြီးတော့မဟုတ်ဘူးဗီဒီယိုလေးရအောင်မယ်ဗီဒီယိုလေးဆိုဗီဒီယိုပြန်ရိုက်ပေးရတယ်ခင်ဗျာဗီဒီယိုရိုက်ပေးလိမ့်မယ်အဲ့ဒါလေးကိုအောက်မှာဖွက်ပြီးစောင့်နေပါဆိုအောက်မှာသွားရတယ်ခင်ဗျာပြီးလဲပြီးတော့ဆင်မော်တက်သွားပါဆင်မော်တက်သွားဆင်မော်တက်သွားရခင်ဗျာတက်လဲတက်ပြီးတော့အဲ့လာလေးကြည့်ကျင်သေးရအကိုကြီးဆိုအဲ့လာလေးလာကြည့်ပြီးတော့အဲ့လာလေးဒီမှာ crystal ထည့်မယ်ဆိုတော့အဲ့လာလေးထည့်ထည့်ပါသေးခင်ဗျာဒါကြီးကပြောရင်အများကြီးပါပဲဒါရည်စရာအနေနဲ့အခွေအနေနဲ့အပြော်အနေနဲ့ပြောတာပါ လူတွေမသိနိုင်တဲ့နောက်ကွယ်မှာအဲကိစ္စဝိစ္စတွေအများကြီးရှိတယ်ဒါတွေကပြဿနာတွေမဟုတ်ဘူးเนาะအစစ်မပြေတာလည်းလုံးဝမဟုတ်ဘူးဒီလိုပဲပွဲတစ်ခုခုလုပ်တယ်ဆိုတဲ့နေရာမှာအများကြီးကိစ္စဝိစ္စတွေရှိတယ်ဒါအောက်ဖဲလန်နေရာလည်းမဟုတ်ဘူးနောက်ကွယ်အကြောင်းတွေကိုလည်းမကောင်းပြောနေရမဟုတ်ဘူးဒီပွဲကိုလည်းအပြတ်သဘောဆောင်ပြီးပြောနေရမဟုတ်ဘူးရီးစရာအနေနဲ့ချစ်စရာအနေနဲ့အပျော်ပြောပြတာအားလုံးမသိသေးတဲ့အရာတွေကိုပြောပြတာဟုတ် ယေရုပြပြမယ်ယေရုမှာစိတ်မကောင်းတာတွေဝမ်းနေတာတွေဒေါသထွက်တာတွေစိတ်ဆူတာတွေဆိုတော့ယေရုကတော်တော်မရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ယေရုကငငယ်လေးတွေကအာကိုเจ้าကိုကိုအပ်ပြီးတော့ကိုကြီးဖင်းခဲ့ရတာအသက်16နှစ်အရွယ်တွေကအိမ်မွားနေဆင်းပြီးတော့မှမိဘခွင့်မပြုတဲ့အတွက်ကြောင့်မို့လို့ဒီလောက်ကိုကိုချက်ဘောကိုရက်တပြီးဒီအချိန်ထိယေရုနေလာခဲ့တာအဲ့အတွက်ကြောင့်မို့လို့ယေရုက resistant အရန်ကောင်းတယ်ယေရု foundation အရန်ကောင်းတယ် ဘာဖြစ်လို့လဲဆိုတော့ယေရုဝါမှာဒုက္ခတွေအခက်ခဲတွေအဆင်မပြေခြင်းလို့ဆိုတာအများကြီးရှိတယ်။ဒီလိုပါဇက်ကလေးနဲ့ဝေဖန်တိုက်ခိုက်တာမဟုတ်ဘူး။ယေရုကိုပဝါလာအပ်တယ်ပတ်စံလေး1500ရဲနဲ့ကြေးဥစားနေတယ်။ပြီးလဲပြီးတော့မပြီးသေးဘူးဆိုပြီးတော့ပြန်ရွေးတဲ့အချိန်မှာသူ့ဘဲဟာမူးပြီးတော့မှစိုက်ကယ်ပွားနေကို့ထားတဲ့အရာကြီးလေဘဝမှာကြုံခဲ့ဘူးလေ။နှစ်နာရီကြာလို့ရှိရင်အိမ်လာရွေးမယ်။၁၇နာရီမှာအိမ်လာကြည့်တယ်။ယေရုတို့ ဒီဇိုင်နာတွေပညာရှင်တွေဆိုတာကိုယ့်လက်နဲ့ဟတ်ချလောင်းဆိုရင်နိုင်ပိုင်းတွေမှာဘလို့ရုပ်ပြောင်းလဲအောင်လုပ်နိုင်လဲဆိုတာကိုသိတယ်ပြောချင်တာ accessory လေး on ဖို့လာရထားပြီးသားဒါပေမဲ့ကိုယ့်ရဲ့ frame ကိုအချောတက်နေကြတဲ့အချိန်မှာအဲ့တည်းကရောက်ချလာတယ်အလှဆင်ထားတာမမြင်သေးဘူးကိုယ့်ရဲ့ frame ပဲမြင်သွားတယ်အရန် shock ဖြစ်သွားတယ်သူ၃နိုင်ကြလို့ရှိရင်ဂျွေးတော့မယ်ဒီမင်္ဂလာဝတ်ဆောင်ကြီးကဘာမှမလှသေးဘူးဆိုတဲ့အချိန်မှာအဲ့ဒီဝတ်ဆောင်တာမကဘဲနဲ့တဆိုင်လုံးမှာရှိတဲ့ပိတ်စတွေအကုန်လုံးပုံပြီးတော့မှဓာတ်စီလောင်းပြီးတော့ပုံရှုပ်မယ်ဆိုပြီးတော့လုတ်ခဲလို့ထွက်ပြေးပြီးတော့မှကိုကိုကို ဟိုဘဝမှာငိုကြွေးခဲ့ရအများကြီးရှိခဲ့ဘူးတဲ့ယရုအတွက်ကဒီပြဿနာလေးကနေကြစီခွာစားတာမှတော်တော်ခတ်ပါအောင်ပဲနေကြစီခွာစားတာတော့မခတ်ပါဘူးဒါကြီးကိုပြဿနာတစ်ခုလို့လည်းယရုမခံယူပါဘူးအစင်မပြေခြင်းတစ်ခုလို့လည်းမခံယူပါဘူးကိုယ့်အလုပ်ကိုလုပ်ကြရလို့ပဲယရုမြင်ပါတယ်ချစ်တဲ့သူတွေကချစ်တဲ့အလျောက်သဘောကျမယ်အားပေးမယ်မချစ်တဲ့သူတွေကမချစ်တဲ့အလျောက်ဝေဖန်မယ်အပြစ်တင်မယ်ကဲ့ရဲ့မယ်ရှုံချမယ်တချို့လူတွေကလည်းချစ်တဲ့လျောက်အကြံဉာဏ်ပေးတာတချို့လူတွေကလည်းမချစ်တဲ့အတွက်ကြောင့်မို့လို့ ချော်လဲရောထိုင်လုပ်ပြီးတော့ဝိုင်းပြီးစွန်ကြီးလောင်းမယ်ဆိုပြီးတော့တိုက်ခိုက်တာပုတ်ခတ်တာဖြတ်လို့ပြစီပြောတာအဲ့အရာအားလုံးကသူ့လုပ်သူလုပ်နေတာအဲ့တော့ယရုတို့အနေနဲ့ဒီသူတို့အလုပ်မှာပါဝင်မပတ်သက်ဖို့ပဲလိုတာဘာလို့လဲဆိုတော့ကိုယ့်အလုပ်ကိုလုပ်မှလူဆိုတာကိုယ်ထမင်းကိုစားရတာ သေချပါရဲအခုဝေဖန်နေတဲ့တိုက်ခိုက်နေတဲ့သူတွေကိုယရုမိဘနှစ်ပါးကိုတလားတခါလာကြတော့ဘေးမလားတို့ယရုစီယာကလေးတွေကိုလာပြီးထမင်းချွေးမလားတို့ယရုစီယာအလုပ်တွေကိုကူလုံမလားလို့မေးကြည့်ပါလားယရုရဲ့ဒီမှာလိုအပ်ချက်တွေရှိတယ်ဆိုသူတို့လာပြီးတော့မှလှုပ်အားပေးမလားလို့မေးကြည့်ပါလားဘယ်သူမှမလှုပ်ပေးနိုင်ဘူးရိုင်းရိုင်းပြောရရင်တော့ဒါသူတို့ရဲ့လူအခွင့်အရေးကိုလွတ်လပ်စွာနဲ့အတုံးချရဲသူတို့ကြိုက်ကြလို့ဝေဖန်ခွင့်ရှိတယ်ကြိုက်ပိုင်ခွင့်ရှိတယ်မကြိုက်ပိုင်ခွင့်ရှိတယ်အပြစ်တင်ခွင့်လည်းရှိတယ်အားပေးခွင့်ရှိတယ်ကဲ့ရဲ့ခွင့်ရှိတယ်ဒါသူတို့အလုပ်ပါပဲလူအခွင့်အရေးလို့ပဲယရုမြင်ပါတယ်ဟုတ် စိတ်မဆိုးပါဘူးသူ့မှာဟုတ်ပထမဆုံးယေရုနဲ့ပွဲလေးကိုကြာတော့အခုဆိုရင်ယေရုကဘယ်အထိလုံနေလဲဆိုတော့ jewelry ပေါ့ဒါ jewelry ကလည်းဆင်မြန်းမှာဖြစ်တဲ့ခါကြာတော့ဒီ jewelry ကလည်းတေချာ ਉਹ ဒီဒီစိုးပြည့်အတွက်ရည်ဝဲပြီးတော့ဖန်တီးပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ jewelry ကလည်းနိုင်ငံကျော်တဲ့အဲမြန်မာနိုင်ငံရဲ့ထိတ်တဲ့ရေသနာဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေသနာနဲ့ဝတ်စုံလေးနဲ့လိုက်ချင်တယ်။စိုးပြည့်လေးနဲ့ ဝေဆုံလေးရေတနာရေးဆင်မြန်လိုက်တဲ့အချိန်မှာလဲ match ဖြစ်ချင်တယ်အဲ့ဒီအပြင်မှာမှရတို့တို့ဘလို့ accessory လေးဘာလေးတွေတုံးတာမလဲရအစ detail ဆွေးနွေးနေကြရဲပေါ့နော်အော်တခုပဲအားလုံးပြောပြချင်တာဒီလူတိုင်းကအကောင်းဆုံးလုပ်နေတာပါဘသူမှကိုနာမည်ပြတ်ဖို့ကိုသိခါကြဖို့ကိုအလုပ်စီးပွားထိခိုက်ဖို့ဘသူမှမလုပ်တယ်လို့မျိုးဘသူမှအစဲခံအောင်မလုပ်ဘူးလို့ထင်ပါတယ်အဲ့တော့ဝစ်စင်တဲ့သူဒီလဲကိုမကိုပဲပြန်တွေးလေကိုအပြင်သွားမယ်ဆိုရင်တော့မှကိုမကြိုက်တဲ့ဝစ်စုံတစ်ခုကိုမလှရဲ့ဝစ်စုံတစ်ခုဘသူမှမဝယ်ဘူးလေအဲ့တော့ ဒါဒီလေဒီနုပညာရှင်ဒီလေသူကြိုက်လို့သူလှတယ်ထင်လို့သူယုံကြည်မှုရှိလို့သူဝတ်တာပါအဲ့တော့ကြိရှုသူအနေနဲ့ဒါကြိုက်တာတွေမကြိုက်တာတွေလိုက်တာတွေမလိုက်တာတွေကဝေဖန်ခွင့်ရှိရယ်ဝစ်စင်တဲ့သူကကြိုက်လို့ဝတ်တာ confident ရှိလို့ဝတ်တာဖန်တီးပေးတဲ့သူကလည်းအလှဆုံးဆိုတဲ့အရာတစ်ခုဖန်တီးပေးတာ၃ဦး၃ဘက်လုံးကကိုယ့်အလုပ်ကိုလုပ်နေကြတာပါအားလုံးအဆင်ပြေပါတယ် အဲယရု topic ပြောစရာပြီးသွားရင်ဒီကိစ္စတွေပြီးသွားရင်လည်းမကြခင်မှာ Facebook မှာနောက်ထပ်သတင်းတစ်ခုခုထပ်ခေစားလာအောင်မထင်ပါနဲ့အဲကြောင့်လည်းအခုလိုပဲအားလုံးလုံမြဲလုံစဲအတိုင်းပဲဝေဖန်စောင့်မြောက်ကဲ့ရဲ့အပြစ်တင်ပြီးတော့မှလုပ်ငန်းတူနဲ့ပဲသူကမိတ်ဆွေတင်ခဲ့ခြင်းတွေလည်းဆက်လက်ပြီးတော့တခြားသူကိုလည်းထပ်မံပြီးတော့မှအခုလိုလေးပဲစောင့်မြောက်ကလီပြီးတော့ချစ်စရာလေးရည်စရာလေးနေနဲ့ဟိုပြောပြပါအောင်လို့အားပေးနေပါတယ်လို့ပြိတ္တအင်အားကြီးတာလေ ဘာလို့လဲဆိုတော့အနုပညာရှင်တွေအများကြီးရှိတာပဲဟုတ်တယ်မလားဒီထဲမှာမှဒီမင်းသမီးကိုပြောနေရဲဆိုတာဒီမင်းသမီးကိုသူတို့ကစိတ်ဝင်စားလို့သုံးမဟုတ်ရင်ချစ်လို့မချစ်ဘူးဆိုလဲစိတ်ဝင်စားလို့စိတ်ဝင်စားဘူးဆိုလို့ရှင်ကြည်နေကြအောင်ကြောင်းမရှိဘူး ဟုတ်တယ်နော်အဲ့တော့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကသူတို့ကသူတို့အမျိုးမျိုး topic တွေရှိနေမယ်ဒါတွေကတော့ရတုတို့မပြောပြနိုင်ဘူးအဲ့တော့ချစ်တဲ့သူတွေကတော့ချစ်တဲ့လျောက်စေတနာဇောနဲ့ပို့ပြီးတော့မှပြည့်စုံစေခြင်းနဲ့ပို့ပြီးတော့မှလှစေခြင်းနဲ့ပို့ပြီးကောင်းစေခြင်းနဲ့ဒီအတွက်အကြံပြုလိမ့်မယ်သူတို့ရဲ့စန္ဒာတွေကိုချပြလိမ့်မယ်သူတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှသူတို့ထိရောက်နိုင်တဲ့လမ်းကြောင်းလေးတွေကနေပြောတာပေါ့ share တာပဲဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှင်လဲ comment အနေနဲ့ဖြစ်ရင်ဖြစ်လိမ့်မယ်ဒါသူတို့သွားလို့ရတဲ့လမ်းကြောင်းလေးတစ်ခုနဲ့ information ပေးနေတာဒါချစ်တဲ့သူတွေရဲ့အလုပ်ပါ စောစောကပြောတယ်စိတ်ဝင်စားရတဲ့သူတွေအလုတ်ကလည်းဒါသူတို့စိတ်ဝင်စားရတဲ့အတွက်ကြောင့်မို့လို့သူတို့မှလည်းအချိန်ပိုလို့လည်းဖြစ်ဖြစ်မယ်သူတို့အားလို့လည်းဖြစ်ဖြစ်မယ်သူတို့ရဲ့တန်တိတာ schedule ထဲမှာလေဒီ to do list ထဲမှာဒီနေ့စိုးပြေးလေးကိုဝေဖန်ရမယ်ဒီနေ့တော့ရတုကိုတိုက်ခတ်ရမယ်ဒီနေ့တော့ဒီဝတ်စုံကြောင်းပြောရမယ်အဲခဏနေကြရင်သူ့ video တွေဝင်ကြည့်လိုက်အောင်မယ်သူပါတင်ထားလဲဝင်ဆဲအောင်မယ်အော်ဒီ video လေးကိုတော့ share လိုက်ရင်ကောင်းမယ်ဒါလေးတော့ mention ခေါ်လိုက်မယ်ဆိုသူတို့အလုတ်လေသူတို့မှ to do list ထဲမှာသူတို့တနေ့တာထဲမှာဟိုကဓာကြီးထည့်ထားလို့ပေါ့နော်စိုးပြေးလေးလဲသူ့ရဲ့ live series ပွဲတက်ဒီတခြင်းဆို တွေကားရိုက်တွေစီးရီးတွဲတွေကြော်ညာတွေတခါမှမအားဘူးရရုဒီလေရရုရဲ့တင်တန်းကြောင့်ရန်ကုန်မန်းလေးပြင်းဦးလင်ရှိတဲ့အသက်29နှစ်ကနေစပြီးတော့မှ30အတွင်းမှာမြို့ကြီး၃မြို့မှာတင်တန်းကြောင့်6เจ้าကိုအသက်30အရွယ်လူငယ်တယောက်ထဲနဲ့ဖန်တီးနိုင်ခဲ့တာလေမိသားစုဆွေမျိုးအတိုင်းဝိုင်းပတ်ဝန်းကျင်ကြီးနဲ့လုခဲ့တာမဟုတ်ဘူးတယောက်ထဲအိမ်ပေါ်ကနေဆင်းပြီးတော့ဒီနေ့ထက်တိုင်ရက်တည်ခဲ့တာလေရန်ကုန်မှာအခုလက်ရှိဆိုရင်လည်း တပတ်ကိုတင်တန်း၄တန်းနဲ့ကျောင်းသားအယောက်၁၀၀လောက်ကိုဥဆောင်ပြီးတင်ပေးနေရလေအပြင်မှာတင်တန်းလာမတတ်နိုင်တဲ့သူတွေလည်း online class ကနေပြီးကမ္ဘာနိုင်ငံအရရက်မှာအရာရှိရာကန်တွေရောကိုယ့်အမေရွယ်တွေရောပညာတတ်တဲ့သူတွေရောကိုယ့်ထက်ချမ်းသာတဲ့ဂုဏ်သေရှိတဲ့သူတွေလည်းကိုယ့်စီမှာကိုယ့်ကိုပညာရှင်အနေနဲ့ပတ်စံပေးပြီးအချိန်ပေးပြီးတော့တင်တန်းတက်နေကြတာလေပြီးတော့ကိုယ့်ကိုလေးစားလို့အားကျလို့ထိုင်ကြော့နေတဲ့ကိုယ့်အမေရွယ်တွေအများကြီးပဲလေရတုကရိုင်းရိုင်းပြောရရင်လမ်းပေးရဟို ပေါက်လို့ပဲစားမှာမဟုတ်တာပြီးတော့ကြက်ကချော်ရင်လည်း Facebook ပေါ်မှာဗီဒီယိုတစ်ပုဒ်နဲ့တက်လာတဲ့သူလည်းမဟုတ်ဘူးလေ post တစ် post ကနေပောက်ပြီးတော့မှနာမည်ကြီးလာတဲ့လူလည်းမဟုတ်ဘူးလေလူတွေမသိနိုင်တဲ့နောက်ွယ်မှာရုပ်ရွေးလုပ်ငန်းတွေအလုပ်တွေအများကြီးရှိတယ်ဒါပေမဲ့ရုပ်ရွေးကျေးဇူးတင်ရမှာဒီစုပ်ပြေလေးကိုဘာလို့ပို့ပြီးပြောဖြစ်နေကြရလဲဆိုတော့စုပ်ပြေလေးကိုပို့စိတ်ဝင်စားနေကြလို့ပါအဲ့တော့စုပ်ပြေလေးဒီ fan in အားတောင်းနေလို့လည်းပြောလို့ရတယ်လို့မျိုးအနုပညာတက်တန်းအားဖြင့်ဆိုရင်လေဒါစုပ်ပြေလေးနဲ့ခစ်ပြိုင်နေတဲ့မှာ အနုပညာလောကထဲမှာမရှိတော့တာတွေမလုတ်ဖြစ်တော့တာတွေလူတွေအနုပညာရှင်တွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ဒါငငယ်ကလေးဘွားတွေကနေဒီနေ့ထက်တိုင်းအားပေးလာခဲ့တဲ့အခါကျတော့သူတို့ငငယ်ကမြင်ထားတဲ့စိုးပြေသစဉ်ကိုဒီဘက်ခေတ်မှာသူတို့မြင်တွေ့နေရတဲ့အမြင်တွေဝိစုံတွေတခြားသောအနုပညာရှင်တွေနဲ့သူတို့နှိုင်းရှင်ပြီးတော့မှသူတို့ပြုပြင်ပြောင်းလဲစေချင်တာဖြစ်မှာပေါ့ ဒါပေမဲ့တခုဟာတေချာတယ်ဘယ်အမှုပညာရှင်မဆိုဘယ် artist မဆိုပေါ့နော်မင်းသမီးမှမဟုတ်ဘူးအစိုးတော်ပဲဖြစ်ဖြစ်ဒီဇိုင်နာပဲဖြစ်ဖြစ်လူတိုင်းမှာကိုယ်ပိုင် style ဆိုတာရှိတယ်ကိုယ်ပိုင် own creation ဆိုတာရှိတယ်ကိုယ်ပိုင် style ရှိလို့စိုးပြည့်တဲ့ဇင်ဖြစ်တာစိုးပြည့်တဲ့ဇင်ဒီသူ့ပုံစံနဲ့သူ့ fashion နဲ့သူ့ style နဲ့သူ့နေသွားမှာပဲဒါကြောင့်မို့လို့စိုးပြည့်တဲ့ဇင်အနေနဲ့လဲနှစ်20ကျော်သူရက်တည်နိုင်လားယရုတီလဲယရုရဲ့ creation နဲ့ယရုရဲ့ idea နဲ့ယရုရဲ့ဖန်တီးမှုနဲ့တိတန့်ရှိတယ်။ဒါကြောင့်မို့လို့လေယရုကဆယ်စုနှစ်ကျော်တိုင်း professional designer တယောက်နေနဲ့ရောဆရာတယောက်နေရောယနေ့ထက်တိုင်ရက်တည်နေနိုင်တာ။ဒါကိုလူအယောက်တထောင်ကသူတို့ဖြစ်စေခြင်းနဲ့စန္ဒ design တထောင်ကိုယရုမချုပ်ပေးနိုင်တာသိချားတယ်။လူအယောက်တထောင်ဝစ်စေခြင်းနဲ့ပုံစံကိုစိုးပြေလိုက်မဝစ်ပေးနိုင်တာသိချားတယ်။ဒါမုံလို့ပြောရလည်းမဟုတ်ဘူးစိတ်ဆိုးလို့ပြောရလည်းမဟုတ်ဘူး။အဲ့တော့စိုးပြေလေးကိုမှဝေဖန်နေပြောပြနေတယ်ဆိုတဲ့အကြောင်းညာသည်နှစ်20လောက် သူတို့အားပေးလာခဲ့တဲ့စိုးပြေလေးကိုသူတို့ပြုပြင်စေချင်တာပြောင်းလဲစေချင်တာဒါပေမဲ့အမှုပညာရှင်တိုင်းတည်လေသူတို့ရဲ့ကိုယ်ပိုင်စတိုင်နဲ့ကိုယ်ပိုင်ဖက်ရှင်နဲ့ကိုယ်ပိုင် creation နဲ့ရှိပါတယ်ခင်ဗျာ